မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအွန်လိုင်းကသူတို့လုံမဲ့အတုရောင်ရွေးကောက်ပွဲလုံခြုံရေးအတွက်သူတို့စစ်တဲ့လက်အောက်ခံပြူစောဓီးတွေနဲ့လုံခြုံရေးအဖွဲ့တွေကိုလက်နက်ထပ်မံတပ်ဆင်ပေးဖို့ညွှန်ကြားနေပြန်နေဆိုပါတယ်ပကိုးတိုင်းကဂျိုးပင်ကောက်မြို့နယ်မှာ ဂျပန်စကောက်စီတက်စစ်ကြောင်းကိုလမ်းပြခေါ်ဆောင်လာတယ်လက်နက်ကိုင်ပြစော့တီဖြိုးဝေအောင်နဲ့ကိုဖြိုးဆိုသူတို့နှစ်ဦးပြည့်ခတ်ခံရပြီနှစ်ဦးစလုံးတိတ်ကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်မဲအွန်လိုင်းကသူတို့လုပ်မဲ့အတုအယောင်ရွေးကောက်ပွဲလုံခြုံရေးအတွက် တို့စစ်တပ်လက်အောက်ခံပြူစောထီးတွေနဲ့လုံခြုံရေးအဖွဲ့တွေကိုလက်နက်ထပ်မံတပ်ဆင်ပေးဖို့ညွှန်ကြားနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရှင်းကုန်ခစ်တစ်ကိုပြောပါတယ်။ဒါကတော့အကြမ်းဖက်မင်းအွန်လိုင်းဟာလာမယ့်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲပြီးလုပ်မယ်ဆိုပြီးတော့အကြိမ်ကြိမ်ကြွေးကြော်ထားတယ်လို့ အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေသူတို့ဘက်ကကြိုတင်စီစဉ်မှုတွေကိုအခုကတည်းကဟိုဟာလုံမဲ့ဒီဟာလုံမဲ့နဲ့တခုပြီးတခုညွန်ကြားနေပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီညွန်ကြားချက်တွေထဲမှာအခုတခါလဲထပ်ပြီးတော့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲလုံခြုံရေးအတွက်သူတို့စစ်တပ်လက်အောက်ခံပြူစောဓီးတွေနဲ့လုံခြုံရေးအဖွဲ့တွေကိုလက်နက်တွေထပ်မံတပ်ဆင်ပေးထားမှုတွေကိုပါညွန်ကြားလာပြန်သလို့ အဲ့ဒီလိုလက်နက်တပ်ဆင်ထားတဲ့ပြူစောတိတွေနဲ့လုံခြုံရေးအဖွဲ့တွေကိုမဲယုံတွေမှအဓိကလုံခြုံရေးတာဝန်နဲ့နိုင်ငံရေးပါတီတွေရဲ့လုံခြုံရေးတာဝန်တွေကိုချထားပေးရမယ်ဆိုပြီးတော့ပါညွှန်ကြားလာပြန်တာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အရင်လိုရွေးကောက်ပွဲရဲတပ်ဖွဲ့ဖွဲ့စည်းတာမျိုးမလုပ်တော့ပဲရှင်ရင်းစွဲသူတို့စစ်တပ်လောက်ကံပြူစောတိတွေနဲ့လုံခြုံရေးအဖွဲ့တွေကိုသာလက်နက်တွေထပ်မံတပ်ဆင်ပေးပြီးအသုံးချမှာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင် လာစဉ်စစ်တပ်ကခေါ်ယူစုဆောင်ထားတဲ့စစ်မှုထမ်းတပ်သားအစ်တတွေကိုလည်းအဲ့ဒီရွေးကောက်ပွဲလုံခြုံရေးအတွက်ဒစိမ့်တပိုင်းအသုံးချဖို့စီစဉ်နေပြန်တယ်လို့အဲ့ဒီလိုလက်နက်တပ်ဆင်ပေးထားတဲ့စစ်တပ်အရန်တပ်ဖွဲ့တွေကိုအမိန်ကိုကဲဖို့အတွက်တော့နေမြေကန်စစ်တပ်ကပဲအတိကကြီးကြပ်မှာဖြစ်ပြီးရွေးကောက်ပွဲပြီးတာနဲ့အဲ့ဒီအရန်တပ်ဖွဲ့တွေစီကနေလက်နက်တွေပြန်လဲဖြုတ်သိမ်းမှာဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်တရင်အရင်ကပြောထားပါတယ်အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကတော့ တို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုနှောက်ရှက်တဲ့သူတွေအနေနဲ့တည်တံပေးမဲ့ဥပဒေကိုပါထုတ်ပြီးချိန်ချောက်ထားသည်တို့တစ်ဖက်မှာလည်းတို့ရဲ့ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးအစီအဝေးတိုင်းမှာအကြိမ်ကြိမ်ကြွေးကြော်ပြောဆိုနေပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ပဲခူးတိုင်းကဂျိုးပင်ကောင်မြို့နယ်မှာ အချက်ဖက်စကောက်စီတက်စစ်ကြောင်းကိုလမ်းပြခေါ်ဆောင်လာတဲ့လက်နက်ကင်ပစ္စောတီဖြိုးဝေအောင်ဆိုသူနဲ့ကိုဖြိုးဆိုသူတို့နှစ်ဦးပြည့်ခတ်ခံရပြီးနှစ်ဦးစလုံးသိကုန်ကြပြီလို့တရားဝတီခံပီဒီအက်တရင်383ညာနှစ်ရတောင်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။တရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေမှာလေပစ္စောတီနှစ်ဦးအတုံးယုံသိနေကြတဲ့မပါအလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ဩဂုလ17ရက်နေ့ည10:00နာရီလောက်ကပဲမကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာ အချက်ဖက်စကောက်စီတက်စစ်ကြောင်းကိုကန်ကြီးရွာဘက်လမ်းပြခေါ်ဆောင်လာတဲ့လက်နက်ကင်ပြူစောတီဖြိုးဝေအောင်နဲ့ကိုဖြိုးစုသူတို့နှစ်ဦးကိုဒါယရီခန်ပီတီတရင်383ညာ2တက်ခွဲ6ရဲဘော်တွေကပွားရောက်ပြစ်ခတ်ရှင်းနေရမှာနှစ်ဦးစလုံးနေရာမှာတဲ့အတိအသေးတိတ်ကုန်ကြတယ်ဆိုပါတယ်အဲ့ဒီပြူစောတီနှစ်ဦးခေါ်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော့ဒေါ်လန်ရေးတက်တွေသွားတဲ့အချိန်မတွေ့တော့ပဲ တို့နှစ်ဦးကိုသာတွေ့တဲ့အတွက်တော်လန်ရဲ့ရဲဘော်တွေကအဲ့ဒီလက်နက်ကိုင်ပစ္စတိဖြိုးဝေအောင်နဲ့ကိုပြောဆိုသူတို့နှစ်ဦးကိုအရင်ဦးဆုံးအဖမ်းခံဖို့ပြောပေမဲ့တို့နှစ်ဦးစလုံးဟာအဖမ်းမခံပဲပြန်လဲခုခံတဲ့အတွက်တော်လန်ရဲ့ရဲဘော်တွေကတခါတည်းပြစ်ခတ်ရှင်းလင်းလိုက်ရမှာပစ္စတိကိုဖြိုးဆိုသူကတော့နေရာမှာရင်ပွဲချင်းပြီးကိုတည်သွားပြီးနောက်ထပ်ပစ္စတိဖြိုးဝေအောင်ဆိုသူက1 byte GT man ဒံရနဲ့နည်းနည်းထပ်ပြေးပြီးမဲ့သူလဲပဲလဲခွင်းတဲမှာရင်ပွဲချင်းပြီးတည်သွားတယ်လို့တရားဝိခိုင်ပီတီရဲ့တရင် 3832ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဒိန်းသားတိုင်းတဝဲမြွတ်နယ်ကော့လိုင်းကျေးရွာအနီးစစ်ကြောထိုးလာပြန်တယ်အချက်ဖက်စစ်ကောင်စီတက်နယ်တော်လန်ရေးမဟာမိတ်ပူပေါင်းတပ်တွေအကြတိုက်ပွဲဖြစ်ပွားရမှာစစ်ကောင်စီဘက်ကအရာရှိတို့အပါဝင်စစ်သား14ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေနဲ့ပါစစ်တပ်ဘက်ကအထိနာပြီးပြန်ဆုတ်ပြေးသွားကြတယ်လို့မဟာမိတ်တပ်ပေါင်းစုစီကနေသိရပါတယ် ဖြစ်စဉ်ကတော့ဩဂုတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဂျပန်စစ်ကောင်စီတပ်ကအင်အား150လောက်နဲ့ဒဝယ်မြို့နယ်ကော့လိုင်းကျေးရွာအနီးစစ်ကြောင်းထိုးလာပြန်တယ်ဆိုပါတယ်။အဲဒီမှာတော်လိုင်းမှာမိတ်တပေါင်းစုတွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရမှာတော့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီဘက်ကအရာရှိတဦးအပါဝင်စစ်သား14ဦးဟာနေရာမှာတည်းအတိအသိတိုက်ကုန်ကြတဲ့အပြင်နောက်ထပ်15ဦးဝင်းကျင်ကဒဏ်ရာတွေရသွားပြီးတဲ့နောက် စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးဟာကစင်ကလျားတွေပြစ်ပြီးရှေ့ဆက်မလာရဲတော့ပဲအကုန်လုံးပြန်ဆုတ်ပြေးသွားကြတယ်လို့မာမိတ်တပေါင်းစုစီကနေသိရပါတယ် KDL ကျေလင်းရောင်တရင်ရဲ့ရဲဘော်တို့ကလည်းစစ်ကောင်စီဘက်ကအဲ့ဒီတိုက်ပွဲအတွင်းသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေမနှဲမနှောဖြစ်သွားတာဟာဒီကနေ့မနက်ပိုင်းတိုင်ရန်ရတဲ့စစ်သားတွေကိုစစ်နှဘိန်ကားတွေပေါ်မှာထန်းစင်တွေနဲ့ထုတ်လာကြတာမနှဲဘူးလို့ပြောထားပါသေးတယ်။အဲ့ဒီတိုက်ပွဲအတွင်းဒေါ်လန်ကြီးဘက်ကလည်းရဲဘော်ကိုဦးတိုင်ရန်ရထားပြီး လက်ရှိတင်းလာတိုင်းမှာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းထိုးတာတွေလုပ်နေပြီမဲ့စစ်တပ်ဘက်ကသာတော်လိုင်းတပ်တွေရဲ့ခြေမုံမှုကိုခံရပြီးပြန်ပြန်ဆုတ်ပြေးသွားကြတဲ့အခြေအနေတွေဖြစ်နေတယ်လို့လည်းဒေတာတွင်းသတင်းရှင်တွေကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလည်းတဲ့နိုင်တိုင်းကျုံးစုမြို့နယ်ကပဲ့တိုင်ကျေးရွာမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီတွေတဆွဲထားရာပြူစောတီစခန်းကို ်ဒေါ်လာကြီးတတွေကဝင်ရောက်တက်ခတ်ရမှာအပြန်လန်တိုက်ပွဲဖြစ်ပွားမှုအတွေ့စစ်သင်္ဘော body ကနေပါလက်နေကြီးပစ်ကူပေးရတဲ့အထိစစ်တပ်ဘက်ကကြောက်လန့်တကြဖြစ်သွားတယ်လို့ကျွန်းစုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဩဂုတ်လ7ရက်နေ့ညနေပိုင်းကပဲကျွန်းစုမျိုးနဲ့ကပဲ့တိုင်းဂျေးပေါ်မှာရှိတဲ့အချက်ပဲစကောက်စီတပ်သားတွေနဲ့ပူစော့တီတွေတဆွဲထားရာပူစော့တီစခန်းကိုဒေါ်လန်ကြီးတပ်တွေကဝင်ရောက်တက်ခတ်ရမှာနှစ်ဖက်အပြန်အလှန်တနာယီနှိပါတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ် ။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအခြေအနေကိုလက်တလုံးမသိရသေးပေမဲ့တိုက်ပွဲအတွင်းမှာတော့စစ်သင်းဘောဘောကနေပါလက်နေကြီးပစ်ကူတွေပေးရတဲ့အထိစစ်တပ်ဘက်ကကြောက်လန့်တကြားတွေဖြစ်သွားကြတယ်လို့ကျွန်းစုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပြီးလက်ရှိတရင်သာရီတိုင်းမှာတော့ဒေါ်လာရေးတွေထိန်းချုပ်ထားတဲ့နေမြေတွေမှာလည်းစစ်ကောင်စီတပ်ကနေမြေပြန်လဲထိန်းချုပ်ခြင်းတဲ့အတွက်စစ်ကြောင်းထိုးတာတွေလုပ်နေမှုကြောင့်တိုက်ပွဲတွေခက်စိတ်စိတ်ကိုဖြစ်ပွားနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျာ တစ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီတပ်ကပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်တွေကဘုံကြီးချောင်းနဲ့ကြီးရွာတွေကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေချောင်းကရောလက်နက်ကြီးနဲ့ပါဘုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသမီးတို့ဦးသေဆုံးခဲ့ရပြန်တဲ့အပြင်ဘုံကြီးချောင်းနဲ့နေအိမ်တွေပါပျက်စီးထားပြန်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ပေါင်းမြို့နယ်မှာဆိုရင်အော်ဂူလာ၁၂ရက်နေ့ကပဲဂျပန်စစ်ကောင်စီရဲ့ကပ္ပစ24ကပေါင်းမြို့နယ်အရှေ့ပိုင်း မုံကုံဂျေးရွာကိုတိုက်ပွဲဖြစ်ပွားမှုမရှိပဲလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာဂျေးရွာနဲ့ရတပီတို့အမျိုးသမီးတူလက်နက်ကြီးကြီးစားထိမှန်ပြီးတိတ်ဆုံးခဲ့ရတယ်ဆိုပါတယ်အလားတူဩဂုလ၁၂ရက်နေ့ညနေပိုင်းမှာပဲပေါင်းမျိုးနယ်နဲ့မြိုင်မျိုးနယ်အဆက်မှာရှိတဲ့တောရဖုံးကြီးကျောင်းတိုက်ကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိပဲ Jet Fighter နဲ့ရော Sector Lady နဲ့ပါလာပြီးဘုံကျဲပစ်ခတ်တိုက်ခိုက်သွားမှုကြောင့်ဖုန်ကြီးကြောင်းနဲ့နေအိမ်တွေပါပျက်စီးထားပြန်တယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်စောကြီးကပြောထားပါတယ် ါပြင်အော်ဂလာ၁၇ရက်နေ့ကလည်းပေါင်းမြုတ်နယ်အရှိန်ချဲမှာရှိတဲ့ကြီးရွာတွေကိုစစ်ကောင်စီတပ်ကဝိုင်းတွဲလေနဲ့လာပြီးမုံသီးတွေဇက်တိုက်ကျက်ချတိုက်ခိုက်သွားမှုအတွင်မှာလည်းကလေးငယ်တွေအပဝင်ပြည်သူ၅ဦးသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူအယောက်30ဝန်းကျင်ကဒဏ်ရာတွေရထားတယ်လို့လည်းဒေတာတွင်တရင်ရှင်မိကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလည်းပဲခူးတိုင်းကတဲကုန်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်က ဂျေးရွာပုံကူကိုဒီကနေ့ဩဂုတ်လ14ရက်နေ့မှာပဲအကြောင်းမဲ့ထပ်မံမိရှုဖြက်စီးနေပြန်တယ်လို့ပြည်ခရိုင်ပကဖစီတာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ပဲခူးတိုင်းတဲကုန်းမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အကြက်ဖက်စစ်ကောင်စီတပ်ဟာအရသာပြည်သူတွေနေထိုင်ရာဂျေးရွာတွေကိုအကြောင်းမဲ့ဝင်ရောက်မိရှုဖြက်စီးမှုတွေကြောင့်ဒေါ်လန်ရေးတပ်တွေရောက်လာပြီးတိုက်ပွဲတွေဖြစ်ပွားတဲ့အခါမှာလေတော်လန်ရေးတပ်တွေကိုမနိုင်တာနဲ့ တို့စစ်ကြောင်းပြတ်ဆုတ်သွားတဲ့လမ်းကြောင်းကဘာမှမဆိုင်တဲ့ကြေးရွာတွေကိုပါဝင်ရောက်ပြီးမိရှုဖြစ်စည်းတာတွေဇက်တိုက်လုံနေတာဖြစ်တယ်လို့ဆိုပါတယ်ဒီကနေ့ဩဂုတ်လ14ရက်နေ့မနက်ပိုင်းမှာဆိုလေတဲကုံမြို့နယ်တဲကရုံမင်တက်ဘူကုန်းနယ်ချက်ခွဲကြေးရွာ၃ရွာကိုအကြံဖက်စစ်ကောင်စီတပ်ကအကြောင်းမဲ့ဝင်ရောက်မိရှုဖြစ်စည်းနေပြန်တယ်လို့လက်ရှိမှာတော့အဲ့ဒီကြေးရွာ၃ရွာနေပြည်သူတွေအပြင်တရက်ကိုင်းကျိုးနယ်ဓာတ်သွေးကျောက်ကြေးရွာအပါအဝင်အနီးနားတစ်ဝိုက်ကြေးရွာနေပြည်သူတွေပါ ဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြည်ခရိုင်ပကပစီရေးတာဝန်ခံကပြောထားပါတယ်။လက်ရှိမှာတော့အချက်ဖတ်စစ်ကောင်စီတည့်ရင်မိရှုဖြက်စီးမှုခံရတဲ့ကြေးရွာတွေကနေအိမ်ဘလောက်တောင်မိလောင်ဖြက်စီးသွားပြီလဲဆိုတာမသိရသေးသလိုအဲ့ဒီစစ်တပ်စစ်ကြောင်းဟာအောက်ကလ12ရက်နေ့နဲ့13ရက်နေ့တွေမှာလည်းဓာတ်သွေးကြောင့်ကြေးရွာနဲ့တရက်ဂိုင်းကျိုးကြေးရွာတွေကိုမိရှုဖြက်စီးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။အခုတခါဆက်ချင်တာကတော့ ထိုင်းနိုင်ငံကစစ်ရုံတစ်ခုမှခင်မွန်းဖြစ်သူမရှိတဲ့အချိန်ဇနီးဖြစ်သူမြမအမျိုးသမီးကိုဓာတ်နဲ့ချင်းချောက်မဒိန်ပြုတ်ကျင့်သူထိုင်းမျိုးသားကိုထိုင်းအာဏာပိုင်တွေကဖမ်းမိထားပြီးအမှုမှန်ပေါ်ပေါက်ရေးနဲ့ပြစ်ဒဏ်ချမှတ်ရေးအတွက်ကိုပါ NGO နဲ့ MHAC အဖွဲ့ကပူးရဲကူညီပေးနေပါတယ်လို့ MHAC မဟာမိတ်အဖွဲ့ရဲ့တာဝန်ခံကိုစင်ပိုင်ကရေကုန်ခစ်တွေကိုပြောပါလိမ့်ဖြစ်စဉ်ကတော့ဩဂုတ်လ9ရက်နေ့မနက်ပိုင်းကပဲ ထိုင်းနိုင်ငံနှခွန်ပထမရှိတဲ့စိတ်ယုံတစ်ခုမှာအလုတ်လုံနေတဲ့သူမြမအလုတ်သမားဇနီးမောင်နဲ့ဟာအလုတ်သမားတန်လျာမှာနေထိုင်နေရင်းနဲ့အလုတ်ယုံကထိုင်းလူမျိုးကာသမားဟာခင်မုန်းဖြစ်တဲ့သူကိုအပြင်ခေါ်ထုတ်ပြီးလန်ခီတနေရာမှာချထားပြီးတဲ့နောက်ထိုင်းကာသမားဟာအိမ်မှာကျန်နေတဲ့ဇနီးဖြစ်သူစီပြန်လာပြီးတော့ဓာတ်နဲ့ချင်းချောက်မဒိန်ပြုတ်ကျင့်ခဲ့တယ်လို့သိရပါတယ်အဲဒီမှာ CCTV မှတ်တမ်းတွေအရလည်း ထိုင်းနိုင်ငံသားကာသမာကဓာတ်ကင်ပြီးတော့အခန်းထဲကိုအတင်းအဓမ္မဝင်ရောက်ခဲ့တာကိုတွေ့ရတယ်လို့မြန်မာအမျိုးသမီးကအော်ဟစ်အကူညီတောင်းခဲ့ပေမဲ့ထိုးချိတ်လေပင်ညှင့်ပြီးတော့အဓမ္မပြုကျင်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်နင့်နာသူမြန်မာအမျိုးသမီးကိုယ်တိုင်အခင်းဖြစ်ပွားတဲ့နေ့မှာပဲ MHAC အဖွဲ့အစည်းကိုအကူအညီတောင်းလာတဲ့အတွက်မြို့သားညီညွတ်အစိုးရ NGO အလို့သမားဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးဦးနိုင်ထွန်းဦးနဲ့အတူပူးပေါင်းပြီးတော့တွားရောက်ဆက်စပ်ပြီးတာနဲ့ ထိုင်းအာဏာပိုင်တွေနဲ့အတူ MHAC အဖွဲ့ရော UNG အစိုးရအလုံသမဝင်ကြီးဌာနတာဝန်ရှိသူတွေအတူတကွပူးပေါင်းဆောင်ရွက်မှုကြောင့်လက်ရှိမှာကျူးလွန်သူတရားခံထိုင်းအမျိုးသားကိုဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကျူးလွန်သူထိုင်းနိုင်ငံသားကိုထိုင်းတရားဥပဒေအတိုင်းအပြစ်ပေးနိုင်မှုအတွက် UNG နဲ့ MHAC အဖွဲ့ကပူးတွဲကူညီပေးနေပြီးနေနာတို့အမျိုးသမီးဟာတရားစွဲမှုအပိုင်းတွေမှာပါငွေချေးမတက်နိုင်တဲ့အတွက်ငွေချေးပိုင်းဆိုင်ရာတွေပါ UNG နဲ့ MHAC အဖွဲ့ကပဲပူးတွဲကူညီပေးနေပါတယ်လို့ ် MHAC မဟာမိတ်အဖွဲ့ရဲ့တာဝန်ခံကိုစင်ပိုင်ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ